ခုတင်ဆက်ပေးမယ့်သတင်းကတော့မြမပေါ်ဆန်းကိုနိုင်ငံတကာဈေးကွက်ကိုတင်ပေါ်ရောင်းချဖို့အတွက်စီစဉ်နေတဲ့သတင်းမင်းဖြစ်ပါတယ်မြန်မာပေါ်ဆန်ဆန်ကိုခိမိထုတ်ပေါ်မှုပုံစံတွေနဲ့နိုင်ငံတကာစီးကွက်ကိုတင်မွန်ရောင်းချဖို့အတွက်စီစဉ်ဆောင်ရွက်နေရလို့မြန်မာနိုင်ငံဆန်စပါအသင်းချုပ် MRF ကနေသိရပါဗျ။မြန်မာပေါ်ဆန်ဆန်ကိုနိုင်ငံတကာစီးကွက်ကိုတင်မွန်နိုင်ဖို့အတွက်မြန်မာပေါ်ဆန် Rights Foundation ကိုတည်ထောင်ပြီးစိုက်ပျိုးသူတွေပါဝင်ကုန်သည်ဆက်ပိုင်ပါဝင်နဲ့အစုအဖွဲ့တစ်ခုဖွဲ့စည်းကမြို့ကမြို့သားမှစပြီးသူတို့တနာလုပ်ငန်းတွေဆောင်ရွက်ဖို့ရှိနေပါဗျ။ MRF အနေနဲ့မြန်မာပေါ်ဆန်ကိုနိုင်ငံတကာစည်းကွက်မှာမြန်မာအမှန်တစိတ်တခုအဖြစ်နဲ့မြင့်တင်လိုတာကြောင့်ဒေသဆိုင်ရာအညွန်ကြီးအရရှိရို့လဲဆောင်ရွက်နေရလို့သိရပါတယ်။နိုင်ငံတော်မှာပေါ်ဆန်ဆိုင်အေကတန်းခွဲတင်တာရှိတာကြောင့်ပြပတယ်ပါလိုပါကအထွတ်နှုတ်ဒေါ်လာအေကိုဦးစားပေးဆောင်ရွက်တင်နေလို့လဲတုံ့သက်မှုတွေရှိနေပါတယ်။ လက်ရှိမှာနိုင်ငံတကာဈေးကွက်ကိုအဲမတ်တာငစင်အုပ်စုဝင်နေဖြစ်တဲ့စင်သူကတည်ထက်ရင်ယတနာတို့ငစင်ရာကျော်ကရင်မောင်းထွန်းဘူး GW11 စောကျော်ခွန်လေးခွန်တီဘူးကောင်းနန်းစားရစံတွေကိုဒါအတိအကျတင်မိုးလျက်ရှိနေပါတယ်ဒီသတင်းကိုတော့မြန်တူတူကပေးပို့လာပါပါ